ီပွဲမှာ ရေကုန်ရေကန်အားထုတ်ပြီးတော့ကျွန်တော်ကစားလာနိုင်ပါတယ်ဆိုတော့ဒီတော့ကြောင့်လို့လေဟိုရီစေးကကျွန်တော်တို့ဝင်ရိုးကကျွန်တော်တို့ဒီတစ်ဆင့်လောက်ထိပို့ပြီးတော့မြင့်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့တလုံး90ရှုံးအနေထားဒီ United အနေနဲ့တော်တော်ကိုပြင်းတဲ့ဈေးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ် အားလုံးကပါဒိုင်းနဲ့လည်းမယ YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်ချက်တာပလီနေ့ညအကျွန်တော်2နာရီခွဲပါเนาะကျွန်တော်တောက်ပြန်နေမနဲ့ကျွန်တော်2နာရီ2နာရီက2နာရီခွဲလာเนาะ2နာရီခွဲချိန်မှာ United ကကျွန်တော် WhatsApp ကိုအင်ဝဲမှာလက်ခံကစားရဖို့ရှိတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွဲကြိုသုံးသက်ချက်ကျွန်တော်ရှေ့ရက်ကကျွန်တော်လုတ်ပြီးသွားပြီပါเนาะဆိုတော့အသင်းအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဒီ day သိချင်တယ်ဆိုလို့ရှိရင်เนาะအဲ့ဒီ video မှာတွားပြီးတော့ ကြည့်ပေးလို့ကျွန်တော်ရပါတယ်အဲ့မှာကျွန်တော်ဒီ United ရဲ့အခြေအနေတွေပြီးတော့ကျွန်တော်တို့ဒီ West Ham ရဲ့လက်ရှိ Nuno Santos လက်အောက်ကကျွန်တော်တို့အခြေအနေတွေအားသာချက်တွေအားနည်းချက်တွေ United အနေနဲ့အဲဒီမှာတော့အခြေအနေဘယ်လိုဖြစ်နိုင်လဲဘယ်လိုကစားမယ်ဆိုလို့ရှိရင်တော့ဘယ်လိုပုံစံမျိုးဒီကျွန်တော်ဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးခဲ့ပြီးကျွန်တော်ဖြစ်ပါတယ်အခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့ပုံမှန်အတိုင်းဒီကျွန်တော် United ဘွဲ့တွေရှိရယ်ဆိုလို့ရှိရင်ကံမဲ့ကျွန်တော်နေ့မှာအဲမနက်ခင်းဆိုလို့ရှိရင်ကျွန်တော်အမြင်နဲ့တင်ဆက်နေကြပုံစံတိုင်းကျွန်တော်တို့ဒီ Bookie Blue ခံမှန်းထားလဲဆိုတဲ့ topic နဲ့ တူ United အနေနဲ့ဒီပွဲမှာဒီ Asian Handicap အရာဘယ်လိုပုံစံမျိုးတွေကျွန်တော်ဈေးကြောတွေပေးထားတယ်လဲပြီးတော့ကျွန်တော်တို့ဂိုးပေါင်းအခြေအနေမှာရောဘယ်လိုမျိုးရလဒ်တွေကျွန်တော်ထွက်ပေါ်လာနိုင်တယ်လဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခံမှန်းသွားမယ့် video ဖြစ်ပါတယ်ဆိုတော့ video လေးမစခင်မှာကျွန်တော်မှာ Telegram channel တခုရှိပါတယ်ဆိုတော့ဘလုံးပွဲဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကစားကျင်နေဆိုလို့ရှိရင် Telegram channel တခုရှိရဲအဲ့ channel မှာဆိုလို့ရှိရင်ကျွန်တော် Premier League အပြင်တခြားသောကျွန်တော်တို့ဒီပေါ့နော်ဒီ league တွေရဲ့အရွေးချယ်မှုတွေကိုနေ့စဉ်နဲ့အများကျွန်တော်တင်ဆက်ပေးနေပါတယ်ဆိုတော့ free tip တွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ member tip တွေလည်းကျွန်တော်ရှိပါတယ် member ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘယ်လိုပြောရမလဲဒီယာဒီတစ်ဝက်လုံးမှာမှာကျွန်တော်တို့ member ကြီးတထောင်လောက်ပဲကျွန်တော်ယူရတာဗျာအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီပွဲကျွန်တော်ရွေးရတာအရင်ဝါသနာပါတဲ့အတွက်ကြောင့်မကျွန်တော်လောက်ထားတဲ့သဘောပါတထောင်ဆိုတာယာဒီဘွက်ဆိုတဲ့အနေထားဘာမှမဟုတ်တဲ့အခြေအနေမျိုးပဲဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင် member ဝင်မှမဟုတ်ပါဘူးစိတ်ဝင်စားရဆိုလို့ရှိရင် Telegram channel ကို join ထားလို့ကြရပါတယ် Telegram channel link ကိုလည်း description ထဲမှာ football jesus ဆိုပြီးတော့ကျွန်တော် ထည့်ပေးထားပါဆိုတော့ဒီပွဲရဲ့ကျွန်တော် Asian Handicap Analysis လေးအခုပဲကျွန်တော်လုပ်ကြည့်အောင်ဆိုတော့ United ကကျွန်တော်တို့ဒီပွဲမှာဘယ်စည်းကျွန်တော်ပေးထားတယ်လဲပေါ့နော်ဆိုတော့ဒီပွဲမှာဆိုလို့ရှိရင် United ကကျွန်တော်တို့အိမ်ကွင်းမှာ ဝက်ဆမ်ကိုကျွန်တော်တို့တလုံး၅သိရှုံးဆိုရယ်ဒီအေရှန်ဟန်ဒီကပ်မျိုးကျွန်တော်ဖွင့်ထားတယ်ကိုပေါင်းစီကျွန်တော်သုံးလုံးသိရနဲ့ပြန်ကန်ထားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့လုံး၅သိရှုံးသုံးလုံးသိဒီဟန်ဒီကပ်ဒီပြန်သလားပြော့သလားကိုပေါင်းစီအခြေအနေကဘယ်လိုရှိတယ်လဲပေါ့နော်ဆိုတော့ကိုပေါင်းစီနဲ့ဒီ body size ကိုကျွန်တော်တို့အရင်ကြည့်မယ်ဆိုလို့ရှိရင်တကယ်တမ်းကအရင်ကတော့မမြဘူးဘာလို့လဲဆိုတော့တလုံး၅သိရှုံးဆိုတဲ့အနေထားမှာသုံးလုံးသိရဆိုတဲ့ဝင်ရိုးဒီ ဒီပေါ့နော်ကျွန်တော် WhatsApp ကိုရနိုင်နေဆိုတဲ့အချက်လက်မျိုးဝင်တယ်လို့ရှိတယ်။ဘာလို့လဲဆိုတော့လုံး90ရှုံးဆိုလို့ရှိရင် ပုံမှန်ကျွန်တော် clean sheet market တီသုံးလုံးကိုကျွန်တော်90ပေါင်ဝင်ယူဖြစ်ရမှာဖြစ်ပါတယ်။အခုလက်ရှိသုံးလုံးတီဆိုတော့ဒီ WhatsApp ဘက်ကကျွန်တော်ကိုရနိုင်ကြည်လေးတော့ကျွန်တော်ရှိနေတယ်ပေါ့နော်။ Okay ကျွန်တော်တို့ဒီတလုံး90ရှုံးဆိုတဲ့အနေထားဒီ United အနေနဲ့ကျွန်တော်ပြင်သလားပြောသလားဆိုတာကိုကျွန်တော် market comparison လေးကျွန်တော်လုပ်ကြည့်အောင်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ဟို WhatsApp နဲ့ဒီ ရှိမှသလို့ရှိရင် brand လေးနဲ့ကန်ထားတယ်ဒီပွဲမှာကျွန်တော်ရွေးထားတဲ့ဒီ market comparison လုပ်ဖို့အတွက် brand လေးနဲ့ပွဲရယ်ပြီးတော့ကျွန်တော်တို့ဒီ liverpool နဲ့ပွဲပေါ့နော်နှစ်သင်းလုံးကကျွန်တော်တို့ဒီ united ကော west ham ကောဒီ brand လေးကော liverpool နဲ့ online ကန်ထားပြီးကျွန်တော်ဖြစ်တယ်အဲ့မှာကျွန်တော်ခင်းကျင်းခဲ့တဲ့ဈေးတွေကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံး brand လေးနဲ့ဒီ united ရဲ့အခြေအနေကိုပြောမယ် united က brandlin ကိုအင်္ဂွတ်မှာလက်ခံကစားတော့ကျွန်တော်3-2နဲ့နိုင်ခဲ့တယ်အဲ့ပွဲမှာဆိုရင် united ကတလုံး80ရှုံးထိကျွန်တော်တို့ဈေးကြောပြီးခဲ့တယ် ကြည့်ရတော့ကျွန်တော်ကြာပါတယ်ဘောနော်ဒီလုံးရှိတဲ့ဆုံးဒီပေးခဲ့တဲ့32နဲ့ကျွန်တော်ပြီးတယ်ဆိုတော့ WhatsApp ကဒီ Nuno Santos ရဲ့လောက်ဘောနော်အခုလက်ရှိရကျွန်တော်နီးပြပြောင်းထားတာဆိုတော့ရှေ့ရှေ့ပွဲတွေကိုတော့ကျွန်တော်မကြည့်တော့ဘူးဘာလို့လဲ Nuno Santos ရဲ့လက်အောက်ကိုပဲကျွန်တော်ကရှင်ရမှာဖြစ်တယ်ဒီနီးပြတရားကျွန်တော်တို့အပြောင်းလဲဖြစ်တာရယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ကကျွန်တော် idea တွေ plan တွေကမတူကြအောင်ဒီတကြောင့်မို့ကျွန်တော် market တွေလည်းအချင်းနှောင်းနေကျွန်တော်တို့အရင်ဖြစ်လေရှိတယ်ဆိုတော့ Nuno Santos ရဲ့လက်အောက်မှာအဆင်ပြေနေပါရင်ဆိုတဲ့အခိုက်အတန့်တွေကိုပဲကျွန်တော်ယူပြီးတော့ comparison လုပ်ထားတဲ့အခြေအနေမျိုးဖြစ်တယ်ဘောနော်အဲ့ဒီ band လေး နဲ့ကျွန်တော်ဝက်ဆန်းပွဲဆိုလို့ရှိရင်ဝက်ဆန်းကဘန်လီကို3-2နဲ့သူတို့အိမ်ခွေးမှာကျွန်တော်နိုင်တာပေါ့နော်နှစ်ပွဲဆက်နိုင်တဲ့အချိန်တွေဆိုတော့ဒါအချိန်ကြီးကောင်းနေရလို့ပြောရမယ်ဝက်ဆန်းကပေါ့နော်နိုဆန်တိုရှိရကျွန်တော်လက်အောက်မှာဆိုတော့အဲ့အချိန်ဒီမှာကျွန်တော်ဘန်လီကိုအိမ်ခွေးမှာတလုံး80ပေါင်းပေးတယ်ကျွန်တော်တို့3-2ဆိုတဲ့ result နဲ့ကိုရီပေါ်ပြီးတော့ကျွန်တော်တို့ဒီနိုင်ခဲ့တယ်ကြီးအောင်ခဲ့တဲ့အချိန်မျိုးဖြစ်ပါတယ်ဆိုတော့ဒီလိုအနေအထားမျိုးမှာကျွန်တော်တို့ဒီဝက်ဆန်းနဲ့မန်ချက်စတာယူနိုက်တက်ကြားထဲမှာဈေးကကျွန်တော်တို့ ပြား150လောက်ဒီကျွန်တော်တို့ဟနေတာကိုတွေ့နိုင်တယ်ဗောနော်150လောက်ဒီဟရဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗောနော်ဟိုဈေးကကျွန်တော်တို့ဘလောက်ထိပေးတင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘန်လီနဲ့နှစ်သိန်းလုံးကန်ခဲ့တဲ့ market ကိုရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပွဲဒီနည်းတဲ့ဘကပေါက်တင်တယ်ဈေးအားတလုံးတည်ဖြစ်ပါတယ်ဆိုတော့တလုံးတည်ဝင်ယူလောက်ပြီးရပါပြီအခုလက်ရှိတလုံး50ရှုံးဆိုတဲ့အခြေအနေမျိုးကတော်တော်ကိုကျွန်တော်ပြင်းတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်လီဗာပူးနဲ့ကျွန်တော်ရှင်းကြည့်လို့ရမယ်ဘာလို့လဲဆိုတော့လီဗာပူးနဲ့ဒီဝက်ဆမ်ကပြီးခဲ့တဲ့အပတ်တုန်းကကန်ထားတယ် ဝက်ဆက်အင်ကွင်းမှာလေဝဘူးကအဲဒီဘယ်လိုပြောရမလဲတလုံးတင်ရေးပေးပြီးတော့2စီးနဲ့ကျွန်တော်နိုင်ခဲ့တယ်ဆိုတော့ဒါလေဝဘူးကျွန်တော်ခြေကျနေတဲ့အခြေအနေပေါ့နော်ဈေးတန်းလည်းသူတော်တော်လေးကျသွားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော်လေဝဘူးရဲ့ဈေးတန်းကနည်းနည်းလေးကျွန်တော်ဒီ week တဲ့ဘက်ကိုတွန်းနေတယ်တလုံးတင်ရေးဆိုတဲ့ဝင်ရိုးမှကျွန်တော်ရှိရပေါ့နော်ဆိုတော့ ဒီ United နဲ့ Liverpool နဲ့ကျွန်တော်ကန်ခဲ့တဲ့အချိန်ရှိတယ် Liverpool အင်္ဂွဲမှာကျွန်တော်1-2နဲ့နိုင်ခဲ့တဲ့ပွဲအဲ့ပွဲတော့ဆိုလို့ရှိရင် Liverpool ဘက်ကနေပြီးတော့အင်္ဂွဲမှာ United ကိုကျွန်တော်တလုံးတရေအထိကျွန်တော်တို့ဖွင့်ပေးတဲ့အခြေအနေမျိုးဖြစ်ခဲ့တယ်ဆိုတော့ဒီတော့ကျွန်တော်တို့ပြန်ပြီးတော့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင် Liverpool market နဲ့ဒီ United Watson နှစ်သင်းအခြေအနေနဲ့ကျွန်တော် ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် United ကဒီပွဲမှာပေါက်တင်တဲ့ဈေးက တလုံး90ပေါင်းဖြစ်ပါတယ်ဆိုတော့ market ကိုကျွန်တော်တို့နှစ်သိန်းလုံးနဲ့ကျွန်တော်တွေးခဲ့တဲ့အခြေအနေမျိုးမှာဈာချကြည့်လိုက်မယ်ဆိုလို့ရှိရင် Berlin နဲ့တွေးတဲ့ဒီပေါ့နော် United market ဈေးရဲ့ဘာဘူးနဲ့တွေးတဲ့ United ရဲ့ကျွန်တော် market ဈေးကိုချိန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပွဲရဲ့ကျွန်တော်တို့ဒီပေါ့နော်ပေါက်တင်ပေါက်ထိုင်းတဲ့ဈေးဝင်ရိုးဟာဆိုလို့ရှိရင်တလုံးတည်ရင်လည်းတလုံး90ပေါင်း ဝင်ရိုးကြားထဲမှာပဲရှိရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့1 minus ဆိုတာမျိုးကိုကျွန်တော်ဖြစ်စီရမလို့ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့လက်ရှိအနေထားမှာ United အနေနဲ့ဆိုလို့ရှိရင်လေအင်ဝင်း run တော့ကောင်းလာတော့မှန်တယ်ဒါပေမဲ့ပြီးခဲ့တဲ့ အပတ်တုန်းကကျွန်တော်တို့ဒီပါလဲတနင်္လာနေ့ပေါ့နော်တနင်္လာနေ့တုန်းက Everton ကိုကျွန်တော်တို့ဇီးပွားနဲ့အိမ်ဝင်းကြီးမှာကျွန်တော်တို့မရှုမလရှုံးထားတဲ့အခြေအနေမျိုးကျွန်တော်တို့ရှိတယ်။ဇီးပွားနဲ့ရှုံးမရှုမလလို့ဘာလို့ပြောရလဲတကူးရဲနဲ့မင်းတို့ဘာလို့မရှုမလပြောတာလဲဆိုတော့တစ်ဖက်ကကျွန်တော်တို့15မိနစ်လောက်နဲ့တယောက်ထွက်သွားတဲ့အခြေအနေမျိုးဖြစ်လို့ပါ။ဆိုတော့တယောက်ထွက်သွားတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဇီးပွားနဲ့ရှုံးသွားတာဖြစ်ပါတယ်။ဆိုတော့ဒီတော့ကြောင့်မလို့ဒီပွဲမှာရေကုန်ရေကန်အားထုတ်ပြီးတော့ကျွန်တော်ကစားလာနိုင်ပါတယ်။ဆိုတော့ဒီတော့ကြောင့်မလို့လေဘော်ဒီဇီးကကျွန်တော်တို့ ဝင်ရိုးကကျွန်တော်တို့ဒီ10ဆင့်လောက်ထိပို့ပြီးတော့မြင့်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့တလုံး90ရှုံးအနေထားဒီနက်တဲ့အနေနဲ့တတော်ကိုပြင်းတဲ့ဈေးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်ပြီးတော့ကျွန်တော်တို့၃လုံးတည်ဆိုတဲ့ကိစ္စကိုကျွန်တော်တို့ပြောရအောင်မနော်ဆိုတော့တလုံး90ရှုံးမှာ၃လုံးတည်ဆိုတဲ့အနေထားဒီအဲပြောရမယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့ဒီ Asian handicap ဒီပေါ့နော်ကျွန်တော် Asian bogey ကဖွင့်တဲ့ဟာကိုကြည့်ရသေးတာဖြစ်တယ်အဲတကယ်တကယ်တမ်းကျွန်တော်တို့ဒီပေါ့နော်ဟိုတကယ် market ကျွန်တော်တို့ချပြီးတော့လာပြီးဆိုလို့ရှိရင်ဒီပေါ့နော်အဲ၃လုံးတည်ဒါမှ၃လုံးကို20ရှုံးလို့ပါလို့ဖြစ်သွားနိုင်တယ် 3အပေါင်း20 30အဲ့လိုမျိုးကြီးလဲကျွန်တော်ဖြစ်လာနေဘယ်လိုပဲကျွန်တော်တို့ဒီတင့်နှုံ90ဆိုတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းတလုံးကိုကျွန်တော်တို့60ရှုံးလောက်ဒီတက်သွားတာမျိုး90ရှုံးလောက်တက်သွားမျိုးဖြစ်နိုင်နေအားမို့တလုံး40ရှုံး20ရှုံးကြီးကျသွားတယ်ကျွန်တော်ဖြစ်နိုင်တယ်ဆိုတော့ဒီလိုအခြေအနေမျိုးတွေကျွန်တော်တို့မှာအများကြီးကြောင်ရှိပါတယ်ဒီအခြေအနေတွေအတွက်လည်းကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောပြပေးသွားပါမယ်ဆိုတော့30ဒီဆိုတဲ့ဝင်ရိုးနဲ့ကာလာနဲ့အခြေအနေမျိုးမှာ WhatsApp ဘက်ကတကူရနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်ဒီလိုဒါပေမဲ့ကျွန်တော်တို့ဒီပေါ့နော် အမ်ဒီ United ရဲ့ဘက်ကလုံး90ရှုံးထိလုံးဝတကယ်ပြင်းပြင်းထန်ထန်ပေးထားပြီဆိုတော့က United ဒီပွဲမှာကျွန်တော်တို့နှစ်ကိုးပြတ်နိုင်တဲ့အခြေအနေမှာရှိတယ်ဆိုတော့၃-၃ဒီဆိုတော့ဝင်ရိုးဒီဒွိဟာဖြစ်စရာအခြေအနေမျိုးဖြစ်တယ်။ဘာလို့လဲဆိုတော့ ရင်းနှင်းရဲ့ဂိုးပေါ်ဂိုးအောင်ခြေနေတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းယနေ့တက်ကကျွန်တော်အိမ်ခွင်းမှာနှစ်ပွဲပေါ်နှစ်ပွဲအောက်ဆိုတဲ့အခြေအနေမျိုးကျွန်တော်တို့ဖြစ်တာဖြစ်တယ်လို့ဒီ West Ham ကနေ away queen ဒီ Barcelona Santos ရဲ့လောက်အောင်မှာဆိုလို့ရှိရင်ဂိုးပေါ်ဂိုးအောင်ကျွန်တော်တို့နှစ်ပွဲစီကျွန်တော်ရှိတယ်ဆိုတော့ဂိုးပေါ်ဂိုးအောင်ကတော်တော်လေးကိုကျွန်တော်တို့ balance ဖြစ်နေတဲ့အခြေအနေမျိုးဖြစ်တာဖြစ်တဲ့ကြောင့်ဒီသုံးလုံးဒီဝင်ရောမှာ West Ham 900နိုင်ကြီးတော့ကျွန်တော်တို့ရှိနေပါရဲ့ ဒါပေမဲ့ကျွန်တော်အန်ရီများတဲ့အနေထားတော့ကျွန်တော်ဖြစ်နေတယ်ဆိုတော့ဒီတော့ကျွန်တော်ဒီပွဲကယူနိုက်တက်ကနိုင်မှာလုံးဝတည်ကြတယ်ဆိုတဲ့အခြေအနေမှာရှိတယ်ဆိုတော့တလုံး90ရှုံးဆိုတဲ့အနေထားမှာသလို့ရှိရင်တလုံးဒီဝင်ရိုးအထီကိုအထီကိုကျွန်တော်တို့လက်ခံလို့ရတဲ့အခြေအနေမှာရှိတယ်ဆိုတော့တလုံးဒီအထီကိုကျွန်တော်ကယူနိုက်တက်ပေါ်ဒီကိုကျွန်တော်တော်လေးသဘောကျတယ်ပေါ့နော်တကယ်လို့ကျွန်တော်တလုံး ဟိုဘောနမိုင်းနဲ့ဒီကျွန်တော်ဖြစ်လာပြီတလုံး90ရှုံးကနေကျွန်တော်မဆင်းဘူးဒါမှမဟုတ်တလုံး20 30 ठी ဆိုလို့ရှိရင်တော့ United ကလုံးဝစိတ်ချရတဲ့အနေအထားတစ်ခုမှရှိရလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီပွဲကတော့ United အနေနဲ့ဒီဒေချာပေါက်ကျွန်တော်ကိုးပြတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အင်ဝင်းမှလည်းကျွန်တော်ကိုးမပြတ်တာတော်တော်ကြာပြီအဲထားပါဘန်ဒီ Brighton နဲ့ပွဲတော့ကျွန်တော်ကိုးပြတ်တာပေါ့လीဆိုတော့ ဒီဘွဲလည်းကျွန်တော်တို့ထပ်ပြီးတော့ကိုပြက်လိတ်အောင်မယ်လေကျွန်တော်ကယူစပါတယ်ဆိုတော့ who school ကဒီဘွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးကျွန်တော်ခံမှန်းထားသလဲဒီဘွဲနဲ့ပတ်သက်ပြီးတော့ who school ကအင်္ဂလိပ်မှာ Manchester United က West Ham ကို2-1ဆိုတဲ့ result နဲ့ကျွန်တော်ကတ်ပြီးတော့ပဲနိုင်မယ် West Ham ကိုရမယ်ကိုတွေပြန်လည်သွင်းမယ်ဆိုတဲ့အခြေအနေမျိုးကိုပြောထားပါတယ်ဆိုတော့ဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ဒီဘွဲဒီပေါ့နော်ကျွန်တော်ကတော့3-1လောက်လို့အထင်နေပါတော့စုံပေါ်သွားနိုင်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ကိုပေါ်တော့ risk တော့များတယ်ဒါပေမဲ့ကြိုက်လို့ကြတယ်ဒါပေမဲ့ risk တော့များတယ်ဒါပေမဲ့ United ကတော့ဒီပွဲကျွန်တော်ကိုးပြတ်နိုင်တယ်အဲ United အနေနဲ့ကျွန်တော်နိုင်မယ်ဆိုလို့ရှိရင်အနည်းဆုံးကျွန်တော်တကူကလုံးဝတည်ချာနေတာဆိုတော့ကျွန်တော်တို့အခုလက်ရှိ market အရဆိုလို့ရှိရင်90လောက်ရှင်းပြီးတော့နေတဲ့နယ်လို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့ဒါကတော့ Manchester United နဲ့ West Ham ပွဲစဉ်ရဲ့ကျွန်တော် Asian Handicap Analysis ဖြစ်ပါတယ်ဆိုတော့ brother တို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပြီးသားလို့ရပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲထင်ကြလေ United အနေနဲ့ဒီဈေးနဲ့အောင်းနိုင်တယ်လို့ထင်ကြတာ ကောမမဝင်အောင်ဆင်းနေပြတာလို့ရပါတယ်ကြည့်ရှုအပေးရင်ကိုမြအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်လို့ဆိုလို့ရှိရင် subscribe လေးလုပ်ပြီးသားကြပါအားလုံးကိုတောင်းဆိုပါအကြောင်းနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ